ာရမိုင်းမင်္ဂလာပါဗျာခုတစ်ခါမှာတော့လူတွေတည်ထားလို့ရအောင်စိတ်တစဖြစ်နေတဲ့လူရဲ့အနေအထားနဲ့စိတ်တဘောဓာတွေကိုပြောပြလာတဲ့ဒေါက်တာခေခင်ကျော်ရဲ့ရုပ်တံပြပိုင်းလေးကိုအားလုံးတရားတင်ပြပေးလိုက်ပါလိမ့်ဗျာအားလုံးလည်းဒီဘလူပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်သုံးတယ်ပြချပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြမကန်ထရီနိုလေး channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ တ္တဆလူတ္တမားတွေရဲ့စိတ်တ္တဆကောင်းဆောင်တွေစိတ်တ္တဆဆိုတာ psychopath စိတ်တ္တဆကိုပြောတာเนาะ psychopath ဆိုတာကနောက်ပိုင်း sociopath နဲ့လည်းခွဲခြားပြီးပြောပြမယ်ဒီ psychopath ဆိုတာလုံးဝမေတ္တာတရားခေါင်းပါတော်သူဖြစ်တဲ့အတ္တကြီးတော်သူဖြစ်တဲ့လောကမှာသူတဲ့ရေးကြည့်တာသူ့ကိုယ်သူသူချမ်းသာဖို့သူလှဖို့သူနာမည်ကြီးဖို့သူတဲ့ရေးကြည့်တာတူးမှမရှိဘူးသူ သူ့အတွက်ပဲသူလုပ်တဲ့လူဖြစ်တယ်။အဲ့ဒီဟာတွေကစိုက်ကိုပက်တွေဖြစ်တယ်။မွေးရပါယောဂာတွေဖြစ်တယ်။ဒါပေမဲ့သူတို့ကတကယ်လို့ နော်သူများတွေကိုတက်ဖြတ်ညင်းစဲသမှုပြုလာရင်တော့ပဝင်းကျင်အတွက်အရန်ကြောက်စရာကောင်းတယ်။နောက်စိုက်ကိုပက်တိုင်းကလည်းရာဇဝိကောင်မဟုတ်ဘဲနဲ့အလောက်ခွင့်မှာဖြစ်စေမိသားစုမှာဖြစ်ပါစေနိုင်ငံရေးမှာဖြစ်ပါစေနော်နောက်ရှေ့နေတို့ဖြစ်စေခွဲစိတ်ဆရာဝန်ကြီးတွေဖြစ်ပါစေအဲ့လိုတွေတွေမှာလည်းနော်စိုက်ကိုပက်တွေရှိတတ်တယ်။အဲ့ဒါတွေကကြတော့ဘသူတေတေငတိမှာပြီးရောသူတို့အောင်မြင်ရင်ပြီးရောဆိုပြီးသူများကိုကိုချင်း င်းစာမရှိเนาะฉနင်းเนี่ยလူတွေဖြစ်တယ်အဲ့တော့လူတွေကိုဒုက္ခပေးတယ်ပေါ့သူတို့အမှုအောင်ဖို့ဆိုရင်လေဟိုဒီရှေ့နေရာသူများဒုက္ခရောက်အောင်ကို အတင်းလှုပ်ပစ်လိုက်တတ်တယ်ဆိုတော့ဒါတွေကဟိုကောင်းသောသူတွေမဟုတ်ဘူးပေါ့เนาะအဲ့ဓာတွေကိုတတိထားရမယ်ဘာကြောင့်ဆိုဒီ psychopath တွေอ่ะပေါ့အလုတ်ခွင်မှာလဲအောင်မြင်တဲ့လူတွေရှိနေတယ်ဒါပေမဲ့သူအောင်မြင်တာသူများတွေလို့ကောင်းရောင်းကောင်းဝင်နေအောင်မြင်နေတာမဟုတ်ပဲလူတကာကိုฉ နင်းပြီးဒုက္ခပေးပြီးမှပတ်စံရလာတာသူများကိုလိန်ပြီးမှပတ်စံရလာတာနောက်လိန်ညာပြီးတော့အစာမူပွဲတွေဖြေစာရွက် အတုတွေပေးပြီးမှဘွဲတွေရလာတာနောက်ပြီးတော့သူများ သူများကိုဒုက္ခရောက်အောင်ပေါ့ကိုလက်ယူပြီးတော့လှုပ်တိုက်လူတွေဒါမျိုးတွေဟာ psychopath တွေသူများကိုမညာတာတာပေါ့ဟို moral value မရှိတာတီလာမရှိတော့သူတွေပေါ့နော်သူတို့ဟာဆိုများသောအဖြစ်အဲ့လိုဘာဖြစ်လို့သူတို့အောင်မြင်လာလဲဆိုတော့အဲ့လိုမဟုတ်တာလုပ်ပြီးအောင်မြင်လာတဲ့လူသူတို့ကြည့်လို့ရှင်သူတို့ကိုသူတို့ too charming အပြောအဆိုအရန်ကောင်းနေသူများကိုဆိုချက်ချင်းပဲအမလေးခါတဲ့လာပြီးတော့မြောက်တယ် business စီးပွားရေးလုပ်ရတယ်လာပြီးတော့က ောင်းကောင်းမွန်မွန်မြောက်ပြီးပလူတဲ့ပြီးလို့ရှင်တအားလိန်တတ်တဲ့လူတွေဖြစ်တယ်တကူဆိုလည်းအတကူဖြစ်ရင်သူများကိုပဲအပြစ်တင်တယ်သူတို့အပြစ်မဟုတ်ဘူးဒါယုံနေမှလည်းရှိတတ်တယ်ပြီးလို့ရှင်သူများကိုပြောပြီးရင်သူများကိုရိုက်ပြီးရင်သူများကိုနှိပ်စက်ပြီးရင်သူတို့ကိုသူတို့အေးအေးဆေးဆေးလုံးဝ ဟို remorse ဆိုတာနောင်တဆိုတာမရဘူးပြီးတော့တကယ်လို့ကိုကသူတို့နဲ့ပါမိလို့ကိုရဲ့အတွင်ရေးကို ပြောမိလို့ရှင်အဲ့ဒါကိုအဲ့ဒါကိုနင်းပြီးတော့ကိုကိုပြန်ပြီးတော့ရံမှုတတ်တယ်เนาะဒါကြောင့်မို့ဟိုမိသားစုထဲမှာဖြစ်စေပြီးလို့ရှင်ဒီလိုရှေ့နေတွေဖြစ်ပါစေเนาะအဲ့ဒါတွေအတွင်ရေးတွေမပြောအောင်ရီးစားတွေဖြစ်ပါစေသူတို့က psychopath ဆိုရင်ကိုကိုပြန်ပြီးဒုက္ခပေးမယ်เนาะ တကယ်လို့အဲ့လူနဲ့အဲ့လူဟာဆိုလို့ရှိရင် तू ဟာကိုယ်အရန်ပဲဟာဟာခါတဲ့အရန်ပဲဖူးဖူးမှုန့်နေပြီးတော့လောက်လာရင်ကိုယ်ကစိတ်ထက်ဟိုဝမ်းသာရမလို့လို့နောက်ပြီးတော့ စိတ်ထဲကကြောက်ရမလို့လို့ဖြစ်လာရင်တတိဒါအဲ့လူက तू ကမလို့အပ်ဖဲနဲ့တအားကြီးကိုမြောက်တယ်ဆိုတော့ကိုကလည်းဒီလောက်မဟုတ်ဖဲနဲ့ကိုကလာပြီးတအားကြီးမြောက်တယ်ဆိုကိုကမအိမသာဖြစ်ရင်တတိဒါ तू ကကိုကိုဘာလို့လို့လာမြောက်လဲမသိဘူးဘာအတုံးချမလို့လာမြောက်လဲမသိဘူး psycho pet ဖြစ်နိုင်တယ်ပြီးလို့ရှိရင် तू ကသူများရအဲ့လူက ကိုယ့်ရဲ့အာနေချက်ကိုသူကလာနင်းတာအဲဒါပဲကိုယ့်ကိုလာပြီးအတုံးချဖို့လာနင်းတာအသူများတွေဆိုရင်သူကလိုက်ပြီးတော့အာနေချက်လိုက်ရှာပြီးလာပလူပြီးတော့ကိုယ့်စီကငွေယူသွားမယ်ကိုယ့်ကိုဒုက္ခပေးသွားမယ်အဲ့တော့တတိထားပါလူတွေနဲ့ပေါင်းတဲ့အခါဆိုလို့ရှိရင်ဟို boundary ထားမယ်ဟို တခုပတ်စံလာရှိရင် boundary ပဲနင်းကိုခင်တော့ခင်ပါတယ်ငါပတ်စံမချဘူးငါဘယ်တော့မှပတ်စံမချဘူးအဲ့လိုပြောရမယ်နော်ပြီးလို့ရှိရင်သူတို့ဟာသူတို့ကိုလုံးဝနားလေခွင့်လင့်မှုမပေးရဘူးသူတို့ကိုမညာတာတော့ဘာကြောင့်ဆိုသူတို့က psychopath ဖြစ်တယ်သူတို့အရေးအတွက်အတ္တအတွက်လာတာပြီးရင်သူတို့ကိုယုံ ပြီးတော့ကိုယ့်ရဲ့အာနဲ့ချက်တွေတွားပြီးတော့မပြောရဘူးနော်မပြောရဘူးအဲ့လိုဆိုလို့ရှိရင်သူတို့ကဟာလေအဲကိုကကိုကပြောလိုက်တာပေါ့ဘယ်သူကတော့ဖြင့်ငါဘယ်လိုအဲ့ဆိုရင်သူကအဲ့ 一定要孤独啊，还有 သိပြီးတော့ကိုယ်လာပြီးတော့နင်အဲ့ဘယ်တော့မှဘလို့မလားဆိုပြီးကိုယ်ပြန်ပြီးတော့တိုင်တွေ့တာပေါ့အဲ့ဒါကိုကိုယ့်ရဲ့အားနဲ့ချက်ကိုမပြောရဘူး emotionally neutral ပြာသူတို့ ਨੇ ပေါင်းလို့ရှိရင်အာသူတို့ကမြောက်ပေးတဲ့အတိုင်းပဲမမြောက်နဲ့သူတို့ချိန်ချောက်တဲ့အတိုင်းလည်းမကြောက်နဲ့ဘာကြောင့်ဆိုသူတို့ကလူတယောက်ကိုလာလာပြီးဟဲ့နင်ကအဲ့ဆိုကိုယ့်ရဲ့ reaction ကိုကြည့်ပြီးတော့သူမြောက်လိုက်လို့ကိုကပျော့သွားတယ်ဆိုသူတို့ကသဘောကျတယ်သူနှိမ်လိုက်လို့ကိုကကြောက်သွားတယ်ဆိုသူတို့ကသဘောကျတယ် they feed on reactions sense เนาะသူတို့ကလူတယောက်ကိုလာပြီးတော့တွန့်တိရမလားတရိတ်ဆန်ဆိုလဲသူတို့နှိပ်ဆက်ကြည့်တော့တရိတ်ဆန်လေးက order ဆိုသဘောကြအဲ့လိုသူများရဲ့ reaction ကိုသူတို့ကခံစားတတ်တဲ့လူတွေဖြစ်တယ်เนาะအဲ့တော့ပြီးလို့ရှိရင်အဲ့တော့သူတို့ ਨੇ အလုတ်အတူတူလုတ်တယ်ပါတယ်ဆိုရင်ကိုယ်အပြစ်တင်မှာစိုးရတယ်အဲ့တော့သူတို့ ਨੇ အလုတ်အတူတူလုတ်လဲတတိထားပြီးလို့ရှိရင်သူတို့ကိုယ်ဘာပြောလဲအကုန်လုံးမှတ်တမ်းနေတင်ထားတခုခုပြဿနာဖြစ်ရင် तू ပြောလို့လုတ်တာပါဆိုတာ तू ဘာလုတ်တယ်ဆိုတာ ကောင်းကောင်းမှတ်တမ်းတင်ထားရမယ်အလုတ်ခွေမှာဆိုရင်လည်းမှတ်တမ်းတင်ထားရမယ်เนาะနောက်ပြီးတော့ဒီလိုလူမျိုးကမပေါင်းတင်ဘူးဆိုအตาလေးသူနဲ့ရန်လဲမဖြစ်နဲ့နေုံကမကြိုက်လို့မပေါင်းတော့ဘူးလို့လည်းမပြောနဲ့အตาလေးစုတ်ခွာပြီးတော့ဘာကြောင့်ဆိုဒီကောင်ကစိတ်တစကောင်ဖြစ်တဲ့စိတ်တစအမျိုးသမီးစိတ်တစအမျိုးသားတွေရှိပါလေကိုယ်လာဘလူးတော့အဲ့မှဆိုကိုယ်ကတတိထားမိလိုက်တာနဲ့ဒီလူကလိန်နာတွေလည်းမရတဲ့ငါ့ကိုမလို့အပ်ဖဲနဲ့လာအဲ့ဒါဆိုရင် အသားလေးစုတ်ခွာအဲ့လူနဲ့အနာမနေနဲ့နော်ဟိုရီးစားဆိုလဲအသားလေးခွဲနော်လင်မင်းကနော်အလုတ်ခွဲမှာအဲ့လိုမျိုးအသားလေးခွဲအဲ့တော့အလုတ်လုတ်တဲ့အခါမှာအကုန်လုံးမှတ်တမ်းတင်မှတ်တမ်းတင်နောက်ပြီးတော့သူ့ကိုသူ့ကိုတက်ရောက်ထဲတက်ရောက်ထဲသွားပြီးမဆွဆွဲနဲ့သူကကိုယ့်ကိုပြန်ပြီးတော့ discredit ပြန်ပြီးဆွဆွဲလိမ့်မယ်အဲ့တော့ ကဝင်းကျင်ကိုပါအကုန်လုံးစုပြီးတော့ဒီလိုတော့ဖြစ်နေပြီ proof ပေါ့မှတ်တမ်းတွေတင်သူဘနေကပါပြောတယ်ဗာလုတ်တယ်နော်အလုံးနဲ့ပတ်သက်ပြီးရင်သူကကိုယ့်ကိုတကြောက်ချတော့မှာအဲ့တော့နောက်ပြီးတော့သူတို့ကအယမ်းမဲကိုအပြောကောင်းနဲ့အဖားကောင်းနဲ့ဆိုတော့သူတို့နဲ့တော့ပြိုင်မနေနဲ့နော်ပြိုင်မနေနဲ့သူတို့လိုမျိုးလဲမဖားနဲ့အထက်လူကြီးကိုဖားသူများကိုသူတို့လိုမျိုးလဲမလုံးနဲ့နော်ဘာကြောင့်ဆိုသူတို့ကလိုက်ပြီးလိန်ညာနေတဲ့လူနောက်ပြီးတော့ကိုဖာကုံ ပြီးရင်သူတို့ကကိုယ့်ကိုပေါ့အရင်လုံးလိမ့်မယ်ဟိုနာမည်ဖြက်လိမ့်မယ်နာမည်ဖြက်မယ်ကိုယ့်ကိုတယောက်တည်းအရင်ဆုံးသူများနဲ့မပေါင်းအောင်ထားတယ်ထားပြီးတော့မှသူတို့တားကောင်လုပ်တယ်ပြီးရင်သူတို့ကလိမ့်မယ်ပြီးရင်သူတို့ကကိုယ့်ကိုနာမည်ဖြက်မယ်ဆိုတော့တတိထားအဲ့တော့ဟိုကြံတဲ့လူတွေအားလုံးမှာကိုကဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာသူကြံတဲ့လူတွေနဲ့သိအောင်ကိုကတီတီတန့်တန့်နေတီတီတန့်တန့်ဆက်ဆံအောင်မယ်နောက်ပြီးတော့သူတို့သူတို့ ဘလို့ပဲကိုယ်ပေါ်ရက်ဆက်တယ်မကောင်းတာပြောတယ်ဗါတယ်မြောက်တာဖြစ်ဖြစ်ဟိုအနှိမ့်ဆက်တာဖြစ်ဖြစ် personally personally မယူနဲ့ခံစားမှုမရှိနဲ့သူတို့ကကိုယ့်ကိုသူတို့ကသူတို့အကျင့်အဲ့လိုပဲသူတို့အကျင့်ကကိုယ့်ကိုတကယ်ဟို ကိုကတကယ်ဟိုအားနေချက်ရှိတာလို့သူတို့ကနှိမ့်ချတာမဟုတ်ဘူးသူတို့ကသူတို့အကျင့်ကိုကသူများတွေကိုမြောက်လိုက်ခြောက်လိုက်လုံနေတဲ့အကျင့်အဲ့တော့အဲ့ဒါဆိုရင်သူတို့ပြောတဲ့အတိုင်းမယုံနဲ့ကိုဘကိုနေပြီးလို့ရှိရင်လိုအပ်လို့ရှိရင် counseling နိုင်ငံခြားမှာတော့အဲ့လိုမျိုး abusive relationship လိုမျိုးအဲ့လို psychopath နဲ့နေနေရတဲ့လူတွေကဟိုမှာတော့ counseling လုပ်ရတယ် counseling ဆိုတာတခြားမှာပေါ့ဒီမှာကျတော့ဖျားသွားကြောင်းဖုန်ကြီးဟိုနဲ့တရားနာအဲ့လိုမျိုး ခြားမိသားစုတွေနဲ့ပြောမိတ်ဆွေတွေနဲ့ပြောလို့ရတာပေါ့ဟိုမှာတော့ counselor တွေရှိတယ်အဲ့တော့ဘာပဲပြောပြောဒီလူတယောက်ရဲ့စကားကိုမယုံနဲ့သူဘာလုပ်တယ်လဲဆိုတာပဲကြည့်ပြီးလို့ရှင်ကိုကုတ်ကိုနော်ဟိုဒီ ဟရင်းပေါ်စီးပွားရေးအရာကိုဘကို independent ဖြစ်ပါစေသူများအပေါ်မှာသူ့ပေါ်မမီကိုစေနဲ့ပြီးရင် emotion နဲ့သူ့ကိုအားမကိုနဲ့เนาะဒါဒီရီးစားဖြစ်ဖြစ်လင်မယားဖြစ်ဖြစ်ပြီးဟိုဒီအလုတ်ခွေမှာဖြစ်ဖြစ် သူ့ကိုသွားပြီးအထင်မကြီးနဲ့ အာမကုန်းနဲ့ပြီးရင် no ပြောတတ်ပါစေမပေးဘူးပါဘူးเนาะနောက်သူတို့ကိုသွားပြီးတော့ပြင်ဖို့မစင်စားနဲ့ဒီ cycle pet စိတ်တစားတွေကပြင်လို့ကိုမရဘူးနောက်ပြီးရင်ဘေးပတ်ဝင်ကိုဘေးပတ်ဝင်ခြင်းမှာသူကသူများတွေနဲ့မပေါင်းခိုင်းပေမဲ့ကိုကပေါင်းရမယ်သူများတွေနဲ့ပေါင်းရမယ်ပြီးလို့ရှိရင်ကိုကိုတိတ်ပြီးတော့စိုးမိုးလာတဲ့ထင်ချက်ချင်းထွက်ပြေးပြီးတော့အသားလေးထွက်သွားပြီးတော့เนาะစိတ်တစားသူလူတွေနဲ့မနေနဲ့